အနာကိုဒုံနဲ့စွတဲ့တရားမျိုးကျွန်တော်မဟောတော့ဟောခဲ့ဘူးတယ်ဟောခဲ့ဘူးတယ်ဟုတ်တယ်ငါဒီဖျားချောင်းရောက်နေအဖျားချောင်းမစည်းသမားတွေပေါ်တော့ဆိုတော့စည်းသမားတွေကိုနည်းနည်းတီးလိုက်မယ်ဆိုတော့တရားဟောချက်ကိုလည်းစည်းမသုံးဘူးခဲ့တယ်ကြားလားတင်တို့ဒီငါဟောပြောသောစကားအဖြစ်ယခုပင် ရှင်းလင်းလျက်ရှိကြ යි ကျွန်တော်ဟောပြောတဲ့စကားကိုကြားတဲ့အခါမှာရှုပ်သွားလားရှင်းသွားလား အရင်ရှင်းတယ်ကျွန်တော်ဘယ်တော့မှကျွန်တော်ရဲ့အာဘုရားသခင်ရဲ့သိုးတော်စုသူ့ရဲ့သားသမီးတွေကိုဘယ်တော့မှကျွန်တော်စီရင်တဲ့စကားအပြစ်တင်တဲ့စကားမင်းတို့အားမေးရဆိုတဲ့စကားကျွန်တော်ဘယ်တော့မှမပြောဘာကြောင့်လဲဆိုတော့ယေရှုခရစ်တော်ကိုယ်တိုင်ပင်လင်သူ့ရဲ့သိုးတွေကိုအပြစ်မတင်မဲနဲ့အပြစ်လွတ်ပြီးပြီဘုရားတော်အပြစ်လွတ်ပြီးရဟောကျွန်တော်ကအပြစ်လာတင်လို့ကျွန်တော်ဘာမလို့လဲကျွန်တော်လောက်ရမှာသူတို့တာ၍ရှင်းလင်းဖို့ပဲဟောပြောရမှာဖြစ်တယ် ဘုရားသခင်ရဲ့သားသမီးတွေစိတ်မလုံးမချုံဖြစ်အောင်ဟောတဲ့ဆရာတွေမှာကျွန်တော်မပေါ။မင်းတို့ကတော်တော်လူသေးတယ်။မင်းတို့ကအသုံးမချောက်အဲ့ဒါမှကျွန်တော်မပေါ။ယေရှုတော်မှာသူ့ရဲ့အသွေးတော်နဲ့ဖုံးအုပ်ပြီးတော့ကယ်တင်ပြီးပြီ။ယေရှုတော်အပြစ်မတင်တဲ့သင်တို့ကိုကျွန်တော်ကလာရှုပ်အောင်လုပ်ဆရာလား။သင်ဟာဓမ္မရေးထားတဲ့အသီးမသီးသောအခက်ဆိုတာသင်နဲ့လုံးဝမဆိုင်။သင်ဟာရှင်းရှင်းလင်းလင်းနားလည်ပြီးတော့ အတီးတီးတဲ့အခက်ကိုတာ၍သီးအောင် လုပ်မဲ့အခက်ဖြစ်တယ်သင်ရပြောရအောင်ငါတာ၍သီးမယ်အာမင်ဟာလေလုယာဒါကြောင့်မို့ဒီဘုရားကျောင်းလာတဲ့အခါမှာသင်စီရင်တဲ့စကားတွေကြားမှာမဟုတ်ဖြစ်တယ်သင်ကိုအားပေးတဲ့စကားတွေပဲကြားလိမ့်မယ်တင်းစိတ်ကိုမလုံမလဲဖြစ်စေတဲ့တရားဟောချက်တွေလုံးဝမကြားစီအောင်တင်းကိုဖရားရဲ့အကြံစီကိုပြောပြမဲ့တရားဟောချက်တွေပဲကြားလိမ့်မယ် မစုံလင်ခြင်းနေထိုင်ပြောရအောင်ကျွန်တော်တို့ဒါတရားယုံဖွင့်တာတော့မဟုတ်ဘူးလေဖျားသခင်ကစုံလင်တယ်အာမင်အာမင်ဒါကြောင့်ကျွန်တော်ဟောပြောတဲ့အခါမှာလေလူတွေကိုလူတွေရဲ့အနာကိုဒုံနဲ့စွတဲ့တရားမျိုးကျွန်တော်မဟောတော့ဟောခဲ့ဘူးလေဟောခဲ့ဘူးလေဟုတ်တယ်ငါဒီဖျားကြောင်ရောက်ရင်အဲဖျားကြောင်မစည်းသမားတွေပေါ်တော့ဆိုတော့စည်းသမားတွေကိုနည်းနည်းတီးလိုက်မယ်ဆိုတော့တရားဟောချက်သူတို့ကြားလိုက်တာနဲ့အားငယ်ဟာစင်မောဆီကငါ့ကိုပြောနေတယ် ကိုလည်းစီမတုံးမှုခဲ့တာကြာလားနောက်တော့ကျွန်တော်သဘောပေါက်သွားအားငယ်တိမ်ငယ်နေတဲ့သူတွေကိုနှိတ်ကွတဲ့တရားဟောတာလွတ်မြောက်ခြင်းမှမဟုတ်တာအားငယ်တိမ်ငယ်နေတဲ့သူတွေကိုစိတ်တမချာနဲ့ဖះမင်းကိုချစ်တယ်အဲ့ဒါရှင်းလင်းတဲ့တရားဖြစ်တယ်ငါဟောပြောသောစကားအဖြစ်ယခုပင်ရှုပ်ထွေးလျက်ရှိကြရည်လို့အဲ့လိုမရည်ဘူးရှင်းရှင်းလေးပဲဖះရခင်သင်ကိုချစ်တယ် သင်ဟာများစွာတီးပွင့်မဲ့အခက်အလက်ဖြစ်သင်ကိုဘုရားခေါ်ရတယ်။အာစီယာကျမအချင်းကြီးကျမအတီးဆုံးမဟုတ်အဲ့ဒါလည်းဘုရားသခင်လည်းသိတယ်။အဲ့ဒီအတွက်လေဘုရားအကောင်းဆုံးသင်အတွက်ပြင်ဆင်ထားတယ်။သင်ဟာရှင်းရှင်းလင်းလင်းတီးပွင့်ဖို့ဘုရားခေါ်ရတာဖြစ်တယ်မိတ်ဆွေ။ဘာကြောင့်လဲဆိုတော့သင်ဟာယေရှုခရစ်တော်အားဖြင့်ဘုရားသခင်၌တည်နေတော်သူဖြစ်သောကြောင့်သင်ဟာဖြောင့်မတ်တော်သူ တင်းကိုဆုံးရှုံးဖို့ခြံစီနေတဲ့ခြံစီအားလုံးချရှုံးရမယ်တင်းအကန်းခက်ဟာအသီးအားတဲ့အတိုင်းအကန်းခက်မဟုတ်အောင်မြင်တဲ့အကန်းခက်ညာစွာပြီးပွင့်မဲ့အကန်းခက်ဖြစ်ကြောင်းယေရှုနာမနဲ့ဝန်ခံတယ်ဟာလေလုယာငါ၌တည်နေကြလောတပြိခတ်ဒီအပင်၌မတည်လင်ကိုလိုလျောက်အသီးမတည်နိုင်တကယ်သူတင်တို့ဒီငါ၌မတည်လင်အသီးမတည်နိုင်ကြဟေးတခုတည်သောအသီးဟာတခုတည်သောအသီးဟာ ဖရာသခင်နဲ့ကျွန်တော်တို့တည်နေခြင်းဖြစ်တယ်။ဒါကြောင့်ဖရာကိုယုံပြီးတော့ဆင်းရဲရမယ်လို့ယုံနေသေးတဲ့အဖွဲ့တွေနည်းနည်းတော့စံစာထပ်တင်ပေးအောင်မယ်။ကျွန်တော်က credit ပေးတယ်ဖရာသခင်။တချို့ကတချို့ကသူ့ကိုဘီလီယံနာတတိလူခေါ်ရင်မကြိုက်ချင်ဘူး။ဟုတ်လား။ကျွန်တော်ကကြိုက်တယ်။ဘာလို့ဆိုဘောဇီလူခေါ်ရင်တချို့ကလေသူစီပတ်စံရှိဦးမလားကြောက်တာလားတော့မသိဘူး။အခေါ်မခံချင်ဘူး။ အမှန်တကယ်တော့ကျွန်တော်တမြင်ချင်းတယောက်ရှိတယ်။ तू ကလေတကယ်ပြောင်းလဲပြီးတော့အဲ့လိုပေါ့နော်။အရင်စင်းရဲတာကိုပိုယုံတယ်။ဒါပေမဲ့သူ့ဘုရားသခင်ကောင်းကြီးပေးတယ်။သူ့ရဲ့မိသားစုမှာအာ तू ရှိတဲ့မြေခွက်ဆိုရင်အာကန်ထရိုက်တီးယားအတိုက်တွေပါလာစောက်ပြီးတော့ကောင်းကြီးဖြစ်နေ။ဒါပေမဲ့ဒီနေ့အချိန်ထိအဲ့ဒီ तू ဘုရားကောင်းကြီးပေးတဲ့စီးစိမ်ဟာအဲ့ဒီအရာတွေဟာဘုရားကြောင့်ဖြစ်တယ်လို့ तू လူတွေရှင်းမှမပြောရဲဘူး။ ဖះကို credit မပေးရဘုရားခင်သူ့ကိုကြွေဝခြင်းတကယ်တော့ပေးနေတယ်ဒါပေမဲ့ तू ကယုံကြည်သူမယ်စင်းရဲရမှာပေါ့ဆိုတဲ့ဟာကိုပဲလိုက်ပြောနေကျွန်တော်တော့ credit ပေးရတယ်ဒီအင်ဂျီလေးဝယ်နိုင်တာလည်းဘုရားကြောက်ပဲဒီဖုန်းလေးဝယ်နိုင်တာလည်းဘုရားကြောက်ပဲဒီလိုအောင်မြင်တာလည်းဘုရားကြောက်ပဲဒီလိုသုံးဆောင်ပစ္စည်းနဲ့ကြွေဝတာလည်းဘုရားကြောက်ပဲကျွန်တော်ချမ်းမှချင်းရလည်းဘုရားကြောက်ပဲ ဖျား၌တည်နေတဲ့အသီးပွင့်ကိုကျွန်တော်တို့ပြကိုပြရမယ်။အဲ့ဒါဘာကြောင့်ပြောနိုင်တာလဲဆိုတော့ကိုယ်ဘယ်မှာတည်နေလဲဆိုတော့ကိုယ်သိပြီးတော့ပြောတာ။လောဘကြီးပြီးပြောနေမဟုတ်ဘူး။ဖျားသခင်ကသူ့သားသမီးတွေကိုဓမ္မသူ၌တည်ရင်မင်းတို့အသီးဒီကိုတည်မယ်။သင်ရဲ့ဝိညာဉ်ရအသီးပွင့်သင်ရဲ့လုပ်ငန်းနဲ့ဆိုင်တဲ့အသီးပွင့်သင်ရဲ့ အမှုဆောင်ခြင်းနဲ့ဆိုင်တဲ့အသီးပွင့်သင်ဟာအနာဂတ်မှာများစွာရိတ်သိမ်းရလိမ့်မယ်။ယုံထားပါ။ဖယောင်းအလုံး credit ပေး။